ဒီတတိရဲ့တာဝန်ကဘာလဲလို့ဆိုလို့ရှိရင်အာယုံပေါ်မှာစိတ်အမြဲတမ်းကပ်နေအောင်လုပ်ပေးထားတာအာယုံပေါ်မှာစိတ်ကလေးရောက်နေအောင်အာယုံကိုရယူပေးတာသူတောင်းအောင်ပဲမှန်ပါပါခင်ဗျာဒါမို့အာရမဏပရိက္ခာဟိကတတိအာယုံကိုယူပေးတာအမှတ်ရတယ်ဆိုတော့အာယုံကိုစိတ်နဲ့တွေ့ဆုံပေးနေတာပဲသူကယူပေးနေတာဓာတုလို့ပဲ အဲ့လိုသူ့လို့လှုပ်တာဟာဘာအတွက်သူကရာယူပေးတာတော့ဆိုအတိညာကမမကန်ကန်ပြီးဖို့အတွက်သူကယူမပေးလို့ရှိရင်အတိညာကမသိနိုင်ဘူးဒါမို့လို့ဉာဏ်ဆိုတာနာဟိတတိဝိရဟိတာပညာနာမအဋ္ဌိစပေကျမ်းကနေမှပြောတာမှန်ပါပါဗျာတတိဝိရဟိတာတတိမပါတဲ့တတိကင်းတဲ့ပညာနာမပညာဆိုတာနာအဋ္ဌိမရှိဘူးလေ ဆိုလိုတာကတတိကရယူပေးတဲ့အာယုံကိုမှပညာကသိရတာအကယ်၍တတိကအာယုံကိုယူမပေးဘူးဆိုရင်ပညာကယူပေးနိုင်စွာမရှိဘူးမှန်လားပါဗျာအဲ့ဒါဘယ်လိုဥပမာနဲ့နားလည်ရမလဲလို့ဆိုလို့ရှင်စာဟုတ်တို့ကိုဖတ်ချင်တယ်ဆိုလို့ရှင်မျက်စိကစာဟုတ်ကိုမဖွင့်နိုင်ဘူးဘယ်သူကဖွင့်ပေးရတော့လက်ကဖွင့်ပေးရတာပါ မျက်စိကစာကြည့်ရုံပဲကြည့်နိုင်တာလေမှန်ပါပါဗျာလက်ကဖွင့်ပေးတာကိုမျက်စိကကြည့်တယ်ဆိုတာဒါနှစ်ခုပေါင်းဆက်ပြီးတော့လုပ်တဲ့သဘောပဲမှန်ပါပါဗျာအဲ့ဒီအတိုင်းပဲတတိကအာယုံကိုရယူပေးတယ်ပညာကအာယုံရဲ့သဘောကိုသိတယ်မှန်ပါပါဗျာတတိကအာယုံကိုရယူမပေးဘူးဆိုရင်ပညာကသိနိုင်ဆုံးမရှိဘူးမှန်ပါပါဗျာအလုံးဟာသဘာဝတရားတွေသူ့လုပ်ငန်းသူ့လုပ်တယ်အဲ့ဒါလို့လုပ်တဲ့အခါမှာ तू ဟာ အတိညာဉ်အတွက်များစွာအထောက်ကူဖြစ်လို့သူ့ကိုဘုဆင်ကဆိုအုပ်စုထဲမှာထည့်တာအတိညာဉ်ရဲ့အထောက်ကူပစ္စည်းထဲမှာသူပါတယ်မှန်ပါပါခင်ဗျာအထောက်ကူဆိုတာတမန်မဟုတ်ဘူးတော်တော် ကြီးမားတဲ့အထောက်ကူတစ်ခုပဲနောက်တစ်ခုမဂ်ငင်္ဂါလို့ဆိုတဲ့ထဲကြတော့ခုနကကိလေသာတွေကိုတတ်ပြီးနိဗ္ဗာန်ကိုသွားတဲ့ထဲမှာလည်းသူပါရသူ့ရဲ့ဆွမ်းဆောင်မှုကကိလေသာတွေကိုပယ်ဖြတ်ပြီးတော့နိဗ္ဗာန်ကိုအရောက် ပို့ဆောင်ပေးတာဟာသူဟာဒါကြောင့်သူကိုမက်ခင်ကလို့လည်းခေါ်တယ်ပေါ့မှန်ပါပါခင်ဗျာမက်ကဆိုတဲ့အုပ်စုထဲမှာလည်းသူပါတယ်ပေါ့အေးဒါကြောင့်မို့လို့ဒီတမ္မတတိဆိုတာလေးကိုဖွင့်ဆိုလိုက်တိုင်းဖွင့်ဆိုလိုက်တိုင်းဘာကိုပြောတော့ဆိုတတိပဋ္ဌာန်ကိုပဲပြောကြတယ်ပါဠိဘာသာစကားကိုတတိပဋ္ဌာနတတိပဋ္ဌာန ပြီးပြင်ပြင်ဖတ်လို့ရှင်တတိပဋ္ဌာနာလို့ဖတ်ရမှန်လားပါဗျာတတိပဋ္ဌာနာအဲ့ဒါကိုမြန်မာလူဘာသာမပြန်မဲနဲ့တတိပဋ္ဌာန်တတိပဋ္ဌာန်နဲ့ဒီလိုခေါ်နေကြတာအဲ့ဒီတတိပဋ္ဌာန်တတိပဋ္ဌာနာဆိုတာဘာပြောတာလဲဆိုတဲ့အဓိပ္ပာယ်ကိုအရင်မှတ်သားကြရအောင်မှန်လားပါဗျာအဲ့တော့စကလုံးနှလုံးကိုတုံးထားတာ တတိနဲ့ပဋ္ဌာနဆိုပြီးဒီစကားလုံးနှလုံးသုံးထားတာတတိဆိုတာအာယုံကိုရယူပေးခြင်းအာယုံကိုအမှတ်ရနေခြင်းအဲ့ဒါကတတိအာယုံပေါ်၌စွန်းမြဲစွာတည်ရှိနေသောတတိတရားကိုတတိပဋ္ဌာနလို့ခေါ်တယ်မှန်လားပါခင်ဗျာတတိပဋ္ဌာနဆိုတဲ့စကားလုံးနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့အရေးကြီးတာနှစ်ခုကိုပဲပြောမယ်သုံးခုရှိတယ်လို့ဆိုတယ် အဲ့သုံးခုတည်းကနှစ်ခုလောက်မှတ်ရရင်မဆိုးဘူးအဲ့စာပေချမ်းကမှာတတိပဌာနာလို့ဆိုတဲ့အခါမှာဝါကြထဲမှာသုံးထားတဲ့နောက်ဆက်စကားလုံးကိုအကြောင်းပြုပြီးတော့တတိပဌာနာရဲ့အဓိပ္ပာယ်နှစ်မျိုးကိုမှတ်သားတဲ့နေတဲ့နံပါတ်1အဓိပ္ပာယ်ကတတိပဌာနာဆိုတာစွဲမြဲစွာတည်ရှိနေတဲ့တတိစကားလုံးနှလုံးမှာ တရားတစ်ခုတည်းတယ်နော်မှန်ပါဗျာဆွဲမြဲစွာအာယုံပေါ်မှာဆွဲမြဲစွာတည်ရှိနေသောတတိဒါအဓိပ္ပာယ်တစ်ခုမှန်ပါနောက်နမနိကတတိရဲ့အာယုံတတိရဲ့တည်ရှိရာအာယုံအဲ့ဒါကြတော့တတိယဥပ္ပထာနာတတိယပဋ္ဌာနာတတိပဋ္ဌာနာတတိဟာဘယ်မှာတည်နေတုံးဆိုတော့ကာယဝေဒနာစိတ်ဓမ္မလို့ဆိုရက် အာယုံ၄မျိုးပေါ်မှာတည်ရှိနေတယ်။အဲ့ဒီတတိယတည်ရှိရာအာယုံတတိခောစရကိုလည်းတတိပဋ္ဌာန်လို့ခေါ်သေးတယ်။မှန်လားပါဗျာ။အာယုံကိုလည်းတတိပဋ္ဌာန်လို့ခေါ်တယ်။တတိသက်သက်ကိုလည်းတတိပဋ္ဌာန်လို့ခေါ်တယ်။မှန်လားပါဗျာ။အဲ့ဒါပဲပါဠိမှာဘလို့မှတ်ရမလဲလို့ဆိုလို့ရှိရင်ခုမှတတိပဋ္ဌာန်တော့မှလာတဲ့တတိပဋ္ဌာန်ဆိုတာတတိကိုပဲပြောတယ်။အာယုံကိုမပြောဘူး။ ဟောတခြားသုတ်တံမှာလာတဲ့စတုဏံတတိပဋ္ဌာနာသမှုဒိယံစအထင်ကမင်းစပါဇာနာတိတတိပဋ္ဌာန်တရား၄ပါးတို့ရဲ့ဖြစ်မှုပြက်မှုကိုသိတယ်လို့ဆိုလို့ရှိရင်အဲ့ဒါကြတော့တတိရဲ့အာယုံကိုဆိုလို့တယ်တဲ့မှန်လားပါဗျာအဲ့လိုမဟုတ်ဘဲနဲ့သတ္တရောတတိပဋ္ဌာနာဘာဝိတာဘဟုလိကတာတတ္တဘုဇင်ကြီးပရိပူရင်တီ တတိပဒံ၄ပါးကိုပွားများအထုတ်လိုက်လို့ရှင်ဘုဇင်9ပါးဟာပြည့်သွားတယ်လို့ပြောပါဗျာဟုတ်တယ်လေဘုဇင်9ပါးဖွဲ့စည်းထားတဲ့အထဲမှာလည်းပဲတတိကအဓိကထားဖွဲ့စည်းတာဟုတ်အဲ့တော့တတိထားပြီးတော့ပွားများရင်ဘုဇင်9ပါးဟာတတိရှိလာလို့ရှင်ဉာဏ်နဲ့တဘာဝတရားတွေလည်းဒီမှာဖြစ်လာနိုင်တာဒါမို့သတ္တရောတတိပဌာနာ ဘာဝိတာဘဝုလိကတာတတ္တဘုဇင်ကြီးပရိပုရင်တိဆိုတဲ့ဒီစကားလုံးမှာကြတော့ဘုဇင်ခုနှစ်ပါးကိုပြပြစုံစေတဲ့တတိပဋ္ဌာန်ဆိုဒီမှာတတိကိုပဲပြောတယ်လို့အဲ့တော့မဟာတတိပဋ္ဌာန်အတော့မှာလဲဧကယေနောအယံမိခွေမေဃောတတ္တနံဝိတုဒ္ဓိယာတောကပရိဒေဝနံတမတေကမယစတဲ့ပါဠိမှာလည်းပဲ ယတိရံစတ္တရောတတိပဋ္ဌာနာလို့တတိပဋ္ဌာနာဆိုတဲ့စကားလုံးကိုသုံးတယ်အဲ့ဒီမှာလည်းပဲတတိပဋ္ဌာနာဆိုတာဘာကိုပြောတာတော့ဆိုတတိရဲ့အာယုံကိုပြောတာမဟုတ်ဘူးတတိကိုပဲပြောတယ်လို့ယူရမှန်လားပါဗျာဘာဖြစ်လို့တော့ဆိုတော့တတိရဲ့အာယုံဆိုတာကာယဝေဒနာစိတ်ဓမ္မအဲ့ဒီအာယုံဒီတတ္တဝါတွေကိုဖြူစင်စေနိုင်တာမဟုတ်ဘူး တတ္တဝါတွေကိုဒုက္ခတော်ပရိဒေဝါကတောကပရိဒေဝါကလွန်မြောက်စေတာမဟုတ်ဘူးဒုက္ခတော်မနတတွေကိုချုပ်ငြိမ်းစေနိုင်တာမဟုတ်ဘူးတတိကသာချုပ်ငြိမ်းစေနိုင်တာမှန်ပါပါဗျာအာယုံကချုပ်ငြိမ်းစေတာမဟုတ်ဘူးတတိကသာချုပ်ငြိမ်းဒါကြောင့်မို့အဲ့ဒီနေရာမှာတတိကိုပဲယူရတယ် ဒီပြင်ပေါ်မှာရှိတဲ့တတိမောက်ဘူးကာယဝေဒနာစိတ်တဓမ္မလို့ဆိုတဲ့အာယုန်၄မျိုးပေါ်မှာကပ်ပြီးတော့ဒီရှိနေတဲ့တတိတရားသည်တတ္တဝါတွေကိုစင်ကြယ်စေနိုင်တယ်သောကပရိဒေဝတွေကိုလွန်မြောက်နိုင်တယ်ဒုက္ခဒေါမနတတွေကိုချုပ်ပြောက်သွားစေနိုင်တယ်ညာရလို့ဆိုတဲ့နိဗ္ဗာန်လမ်းကြောင်းကိုတွေးရှိစေနိုင်တယ်နိဗ္ဗာန်ကိုမြတ်မောပြုနိုင်တယ်ဟောဒီလိုကြမှာအိဗေကပို့ပြီးတော့အစဉ်ပြေတာပေါ့မှန်လားပါဗျာအဲ့ဒါကြောင့်မို့လို့ တခါတရံကြတော့တတိမထားရင်မှားရွင့်တဲ့အတိတ်တွေဘာသာပြန်နာတော့ဖြစ်တတ်တယ်